မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ခြေစွတော်နှင့်ငြိမ်သက်ခြင်းကောင်းကြီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှတက်ရောက်ပါစေ။ဖျားရှင်ရဲ့ခြေစွတော်ကိုချီးမွမ်းပါရစေ။ကျွန်တော်ခြေစွတော်ကြောင့်2025ခုနှစ်စက်တင်ဘာလ29ရက်နေ့သို့ရောက်ရှိလာပါပြီ။ ို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်။နေ့ရက်စတိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။အဖဖျားနှုတ်ဘတော်အဖြစ်တည်ဆောက်ဆရာဖြစ်စေပါ။အခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါ။သခင်ယေရှုနာမအားဖြင့်ဆုတောင်းဖြင့်ဝင့်ငှပါလေဖျား။အာမင်။ဖျက်ရှင်ရဲ့ခြေတော်ကိုချီးမွမ်းပါれကျွန်တော်ကောင်းစဉ်တစ်ခုနားထောင်နေပါれအဲ့ဒီကောင်းစဉ်ကတော့ဓမ္မသစ်ချမ်းတွင်တွေ့ရသော ဓမ္မတမြို့ရှုရိပီဤထင်ရှားသောဖြစ်ရမြာအော်ဓမ္မတိကျမ်းမှာတွေ့ရတဲ့ရှုရိပီဓမ္မတမြို့မှာဖြစ်ခဲ့တဲ့ထင်ရှားတဲ့ဖြစ်ရတွေကျွန်တော်နားထောင်နေတယ်အဲ့တော့ဒီရှုရိပီဓမ္မတမြို့မှာထင်ရှားတဲ့ဖြစ်ရတွေတဲကကျွန်တော်၅ခုပြောနေတာဒီကနေ့၄ခုမြောက်ကိုရောက်ပြီဖြစ်ပါတယ်အဲ့တော့ဒီဓမ္မဟောင်းကျမ်းမှာတွေ့ရတဲ့ရှုရိပီဓမ္မသမြို့ရဲ့ဖြစ်ရတည်ကျွန်တော်ဓမ္မဟောင်းကျမ်းမှာအများကြီးပဲအဲ့ဒီအရှစ်ခု ကျွန်တော်နားထောင်ခဲ့ပြီဖြစ်တယ်။အခုတော့ဓမ္မသစ်မှာတွေ့ရတဲ့ရှုရိဘီဓမ္မသစ်မြို့အကြောင်းကို၅ခုမှာကျွန်တော်တို့ခု၄ခုရောက်ပြီဖြစ်ပါတယ်။အဲ့တော့နံပါတ်၁ပထမတစ်ခုကတော့ဗာလဲဆိုတော့သခင်ရှုခရစ်တော်ရဲ့သတင်းတော်ဟာဒီရှုရိဘီအနံ့ကိုကြော်ကြားခဲ့တယ်။မာသဲခန်းကြီး၄အငယ်၂၄ကိုဖတ်ရင်တွေ့ရမယ်။ဘယ်လိုကြော်ကြားလဲ။ကောင်းတဲ့သတင်းကြော်ကြားတယ်။သခင်ရှုအနာငိမ့်ပြီးတယ်။လူနာတွေကိုကုသပြီးတယ်။ဧဝံဂေလိသတင်းစကားဝေငှတယ်။ သခင်ယေရှုနောက်ကိုလူပေါင်းများစွာဟာလိုက်ပြီးတဲ့အခါမှာသခင်အားဖြင့်ဘဝတွေမှာခက်ခဲချမ်းသာမှုတွေတဲကလွတ်မြောက်ခြင်းရတယ်ဆိုတာကိုသွားတွေ့ရတယ်။နံပါတ်၄ဒုတိယချက်ကတော့ခရိယန်တို့ကိုညင်မာနှိပ်စက်ဖို့ရှောလူဆိုတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီမြို့ကိုသွားခဲ့တယ်။သို့တော်ညာလဲလမ်းမှာပဲကောင်းငင်ကနေအလင်းချပြီးတော့ ်သင်ညင်းစေတဲ့ယေရှုဟာငါပဲဆိုရက်သခင်ယေရှုရဲ့အတန်တော်အားဖြင့်သူ့တတ်တာပြောင်းလဲခဲ့တယ်။ဒါတမန်တော်သူခန်းကြီးကို အငဲတက်ကနေနဲ့အဲတော့ရှောက်ပေါ့နောက်အငယ်9ထိဖိုင်ဂျော်ဒီဖြစ်ဖြစ်ကိုတွေ့ရမှာဖြစ်တယ်။နောက်နံပါတ်3ကတော့ပေါ်လူသို့မဟုတ်ရှောလူကအဲ့ဒီမြို့မှာတရားဟောခဲ့တယ်ဆိုတော့တွေ့ရတယ်။နော်တမန်တော်ဥက္ကဋ္ဌကြီး9အငယ်16ကနေ22အဲ့တော့ဒီတမန်သက်မြို့ကလူတွေက သူတို့ကိုတတ်ဖို့လာတဲ့ရှောလူတို့ဘလောက်တောင်ဆုတောင်းလဲမသိအဲ့ရှောလူကပြောင်းနေပြီးတော့ပေါလူအနေနဲ့ဒီဓမ္မသက်မြို့မှာတရားတွေပြန်ဟောခဲ့တယ်ဆိုတော့ကိုသွားတွေ့ရတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ဒုက္ခတွေကဘလို့လာပါစေဆုတာတောင်းအဲ့ဒီဒုက္ခတွေကပြောင်းပြန်လှန်ပြီးအကျိုးပြုတဲ့အရာတွေဖြစ်လာမယ်ဆိုတော့ကိုသွားတွေ့ရတယ်ဒီကနေ့ကတော့နံပါတ်၄နံပါတ်၄ကတော့ဘာလဲဆိုတော့ပေါလူကိုထောင်ထဲထည့်ပြီး အဲ့ဒီမျိုးเนาะ sorry ပိုးလူကိုတောင်းနေထည့်ပြီးတော့เนาะ sorry typing error ဖြစ်လို့เนาะပိုးလူတမန်တော်ရှင်ပိုးလူကိုเนาะတောင်းနေမှာထည့်ပြီးတဲ့အခါမှာအဲ့ဒီမျိုးဘော်ကနေသူတို့ကလွတ်မြောက်စေတယ်ဆိုတာကိုတွေ့ရတယ်တမန်တော်တို့ခန်းကြီးကိုအငယ်23ကနေ25ထိဖတ်ရင်ဒီဖြစ်ပျက်ကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ရှင်ပိုးလူကိုတောင်းနေထည့်ပြီးတော့အဲ့ဒီမျိုးကနေလွတ်မြောက်အောင် တပည့်တော်တွေကလှုပ်ပြီးခဲ့တယ်ဆိုတာကိုတမန်တော်ကိုအငယ်23 25ခန်ထိဖတ်ရင်အဂျရိုက်မှာတွေ့ရမယ်ဒါတမန်တော်မျိုးမှာဖြစ်တဲ့အဖြစ်ပြက်ပဲဖြစ်ပါလေအဲ့တော့ဒါလေးကိုကျွန်တော်နည်းနည်းလေးဖတ်ပြီးချင်ပါတယ်တမန်တော်တို့ခန်းကြီးကိုအငယ်23 25ရှပေါ်လို့တောင်းနေထဲ့ပြီးအဲ့မြို့ကနေလွတ်မြောက်အောင်လှုပ်ပြီးခဲ့တယ်အနေငယ်ဖတ်ပြီးချင်တယ်ကာလကြာမြင့်ပြီးမှရှောလူကိုတတ်အံ့သောငါယူရာသူတို့သည်ချင်းချင်းတိုင်ပင်ကြ၏ထိုးချမ်းစီကိုရှောလူသည်တည်၏ သူကိုတတ်အံ့သောငါမြို့တကားတို့ကိုနှိမ့်ညမပြတ်စောင့်ကြသောကြောင့်တမန်တပည့်တော်တို့သည်ညအခါသူကိုယူ၍တောင်း၌ထည့်ပြီးလေမြို့ရိုးပေါ်ကရှင်းချကြ၏အာမင်တမန်တော်တို့ခန်းကြီးကိုအငယ်23မှ25ဖြစ်ပါလေအဲ့တော့ဒီဖြစ်ပျက်ကလည်းထူးခြားတယ်လို့ပြောလို့ရတယ်အဲ့တော့ဘာလဲဆိုတော့ဒီရှင်းလူဆိုတဲ့ပုဂ္ဂိုလ်က ပေါ်လူဘဝမရောက်ခင်မပြောင်းလဲခင်မှာဒီဓမ္မသက်မြုံမှာရှိတဲ့ယုံကြည်သူတပ်ဖြတ်ညင်းစဲဖို့သူသွားခဲ့တာဒါပေမဲ့ဒီဓမ္မသက်မြုံမှာရှိတဲ့သူတွေကဘလို့ဆူတောင်းလဲမသိသူလမ်းမှာတက်တာပြောင်းလဲပြီသူကတရားပြန်ဟောတဲ့သူဖြစ်လာတယ်အဲ့ဒီတရားတွေလဲဟောကောယုဒလူမျိုးတွေကမကြည်နဲ့လို့အဲ့ပေါ်လူကိုလှက်ဖို့ပြန်ရှာတာအတော်တော့အောင်စရာကောင်းတယ်ပထမတော့ပေါ်လူကတက်ဖို့လာတာရှောလူဆိုတဲ့ဘဝနဲ့လာတာ ဒါပေမဲ့အခုကပိုးလူဆိုတဲ့ဘဝနဲ့တရားဟောနေတဲ့အချိန်မှာပဲအဲ့ဒီသူတွေကပြန်တတ်ဖို့ပြန်စဉ်းစားတယ်ယူဒလူမျိုးတွေအဲ့တော့ဒါကြောင်းပြန်ပြန်ဖြစ်တာပေါ့နော်ပထမပိုင်းမှာတော့ဓမ္မသက်မျိုးကိုရှော့လူကဒုက္ခပေးဖို့လာတာအခုဓမ္မသက်မျိုးကယူဒလူတွေကသူ့ကိုဒုက္ခပြန်ပေးတာအဲ့တော့ဒီအောင်ကြည့်ခြင်းအဖြစ်တခိယေရှုရဲ့အင်းဝံကလေးသတင်းစကားကြောင့်နော်ကဲ့ရဲ့ညင်ဆဲခြင်းကိုရှင်ဘောလူကခံရပေမဲ့ အဲ့ဒီအရာကိုသူကလေဝမ်းမြောက်ချင်းနဲ့ခံယူတယ်ဆိုတော့တွေ့ရတယ်။ဟောဒီကနေ့ကျွန်တော်တို့ကအခက်ခဲတို့ပြဿနာတို့ယောဂါတို့လာရင်ဒီအရာကိုဝမ်းမြောက်ချင်းနဲ့မခံယူဘဲဖျားတကယ်ဘာလို့ဒီလိုလောက်တာလဲဆိုပြီးတော့အဖြစ်တင်တတ်တယ်။ဒါမင်းပေါ်လူကတော့သိချစ်စရာကောင်းတယ်။သူကဝင်လာတဲ့ခက်ခဲပြဿနာကိုဒါဖျားငါ့ကို စာမေးပွဲစစ်တာ ငါ့ကိုဖခင်ဒီတာအကောင်းဆုံးလုတ်ပေးခြင်းလို့စံသက်တာလို့သူခံယူတယ်ဗျဒါကြောင့်လဲရှင်ဘောလူကဘယ်တော့ခါမှဖခင်ကိုအပြစ်မတင်ဘူးဆိုတော့သတ်တွေ့ရတယ်အဲ့ဒါထူးခြားတယ်ဒါကြောင့်လဲတမန်တော်ရှင်ဘောလူကိုဖခင်ကတမသိချမ်းမှာအများကြီးအသုံးပြုတယ်တကယ်သခင်ရှုနောက်ကိုတောက်လျှောက်ပေတရုတို့ယာကုပ်တို့ယောဟန်တို့ကလိုက်ခဲ့တယ်ဒါပေမဲ့သူတို့တော်မှရှင်ဘောလူလောက် ဟောပြောဝေငါတမန်ချမ်းစာရေးသားခြင်းသူတို့တော့အဲ့လောက်မလုပ်နိုင်ရဲ့သူတို့ရေးတော့ရေးတယ်လောက်မဟုတ်သူတို့လေသူတို့အပိုင်းနဲ့သူတို့ရေးခုဝင်ရပါတယ်ဒါပေမဲ့ရှင်ပေါ်လူကနော်ဒီယောမအောဝရစာနေပြီးတော့နော်ဟာလာဖိလီမုန်ထိ73ချမ်းသူရေးတယ်ဟေပြဲပါပိုင်း74ချမ်းအောင်စရာကောင်းဒါရီယာရှင်ပေါ်လူကိုဖျားသခင်ပြီးတဲ့ခွန်အားတွေနဲ့ရေးနိုင်တာဖြစ်တယ်အော်ဒီကနေ့ညနေစင်ကျင်စရာကအများကြီးမဟုတ်နှစ်ချက်သေးပါ ပေါလုဟာသူ့ယူဒလူတွေဒုက္ခပေးဖို့နှိမ့်ညမပြတ်စောင့်ကြည့်နေတဲ့ချိန်မှာယူဒလူတွေကိုမချောက်ဘဲနဲ့ဖျားနေပဲသွာလာတဲ့အခါအဲ့ယူဒလူတွေဒုက္ခပေးလို့မရအောင်ဖျားကသူ့ကိုမမြင်ရအောင်ကြွက်ကာထားတယ်ဆိုတော့တွေ့ရတယ်အဲ့ဒီနေ့ကျွန်ရဲ့သက်တာမှာဘယ်သူတွေတဲ့ကိုဒုက္ခပေးဖို့လာပါစေဖျားနဲ့မျက်ချေမပြတ်စေနဲ့ ဖယားနဲ့အဆက်အသွယ်အမြင့်ကောင်းတင့်အတွက်ဖယားသခင်ရဲ့ကွက်ကားခြင်းရှိတယ်ဆိုတာကိုသတ်တွေ့ရတယ်။နံပါတ်2ဒုတိယချက်ကတော့ဘာလဲဆိုရှင်ဘောလူကတကယ်တော့ဒီဓမ္မသတ်မျိုးကိုလာတာတတ်မယ်ဖြတ်မယ်ဒီလိုမျိုးလာတာ။ဒါပေမဲ့အခုတော့ဖယားရသွားတဲ့အခါတမန်မျိုးမှာရှိတဲ့ဖယောင်းမသိတဲ့ယူဒလူတွေတကီရှို့လက်မခံတဲ့ယူဒလူတွေဒုက္ခပေးလို့သူကတောင်းလေးထဲမှာကိုွေကိုွေလေးနေပြီးတော့အဲ့ဒီမြို့ရိုးပေါ်ကနေရှို့ချခြင်းပြန်ခံရတယ်။နောက်လေအောင်ပြောရင်တော့ တကယ်ရှုမရတဲ့တတမှာဒေါသတွေပြဿနာတွေနဲ့အနိုင်ကျင့်ဖို့လာတဲ့သူဟာတကယ်ရှုရတဲ့အခါမှာသီးငယ်ပြီးတော့နှိမ်ချပြီးတကယ်ကိုသခင်နဲ့သက်တဲ့အသက်တာရှိတဲ့သူဖြစ်သွားတယ်ဗျာအဟောင်းစရာကောင်းတယ်ဒါကြောင့်ရှောလူဆိုတဲ့နာမည်လေးပြကြီးမားသူလေပေါလူဆိုတာသီးငယ်သူလို့လေအတိတ်ပဲရတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့တခါလီဒီကနေ့ညနေဒီနောက်ကတော့ကျွန်တော်တို့စကားပြောတယ်ဗျာ ရှော်လူဘွားမှာသူလုတ်တိုင်းဖြစ်တယ်ထင်တိုင်းကျဲခဲ့တာဒါပေမဲ့သူလုတ်တိုင်းဖြစ်ထင်တိုင်းကျဲပေမဲ့သခင်ယေရှုနဲ့တွေ့တဲ့အခါသူလုတ်တာမဟုတ်တော့သခင်ယေရှုလုတ်ပြီးမှရတယ်ဆိုတော့သူဝန်ခံသွားတယ်အော်ဒီကလေးကျရဲအတိတ်မှာဟာငါတို့လုတ်မှရမယ်ဆိုတာထက်ကျွန်တော်ကအနာဂတ်အတွက်ဖျားလုတ်ပြီးမှရမယ်လို့ဝန်ခံရင်ဖျားကတဲ့အတွက်ပြင်ဆင်မှုတွေတော့သူရှိပြီးသားဖြစ်တယ်ဆိုတော့သတ်တွေ့ရတယ် ။ဒါကြောင့်ပေါလုဟာဒုတိယအချက်အနေနဲ့တောင်းထဲမှာလုံခြုံစွာဖြစ်သခင်ကသူ့ကိုကြွဲကားပြီးမြို့ရိုးပေါ်ကနေတပည့်တော်တွေကရှော့ချပေးလိုက်။သူလက်မြောက်သွားတယ်။အဲ့ဒီတောင်းနဲ့ပတ်သက်ပြီးတော့ဟိုတမောင်းချမ်းမှာနည်းနည်းဆင်ကျင်စရာက မောရှိတက်တာသွတ်တွေ့ရတယ်။မောရှိလည်းဖာရောတက်မှာဆိုလို့သူ့မိကတောင်းကလေးထဲမှာတေချာဒီကလေးလေးကိုထည့်ပြီးသူ့မမီရီယန်ကိုမြစ်တဲမျောတဲ့ခါလိုက်ချိခိုင်းတယ်အဲ့ဒါလည်းတောင်းမယ်။ဘတ်စကတ်ပဲ။ နော်အဲ့တော့အင်္ဂလိပ်ကျမ်းစာ NIV မှာဆို basket နဲ့သုံးနေပြီဒါပေမဲ့တကယ် Kim Jae မှာကျတော့ art နဲ့သုံးတယ်ဒါပေမဲ့အဲ့ဒီ art A R K art ဆိုရလေဒါ brilliant သက်တာကိုလည်း art နဲ့သုံးတယ်နော်အင်းသင်မောလည်း art နဲ့သုံးတယ်ဒါကျွန်တော်အများကြီးပြပြခဲ့ဘူးလေတချို့နေ့တိုင်းနားတောင်းတဲ့သူတွေမှတ်မိလိမ့်မယ်ဒါပေမဲ့တချို့ဒီ new version နေမှာကျတော့ basket နဲ့သုံးတယ်မောရှိလေဒီတောင်းနေတဲ့မှာမျောတာဘဝကုံသွားတော့မှာ အဲ့တောင်းတဲ့မွေကင်းမိကောက်မိချောင်းငါအရင်ပြုမဲ့အကောင်တွေဝင်လာနိုင်တယ်ဒါပေမဲ့ဖျားခဲ့ကွဲကထားတယ်ဘယ်သူနဲ့မှသွားတိုးတာဖာရောသမီးနဲ့သွားတိုးတာဖာရောသမီးကမွေစားပြီး ဖာရောဘရင်ကဒီကလေးကိုတမိန်ထုတ်တဲ့ဘရင်နဲ့ကလေးနဲ့နတ်တော်တို့ကလည်းသွားနေရတာအောင်းဆရာသိကောင်းတယ်အခုလေပေါ်လူကြီးတောင်းထဲမှာတကီရှုအတွက်ဤဝင်လေတရားဟောလို့ထဲ့ခံရပြီးရှင်းချတယ်လွတ်မြောက်ခြင်းနဲ့သူ ကွယ်ကာခြင်းခံစားရတယ်။ဟိုမှာလဲမောရှိသမိန်ထုတ်တဲ့သူနဲ့သူနဲ့နန်းတော်တစ်ခုတည်းသွားနေရတာ။တော်တော်တော့ခံစားမှာ။အမိလုတ်တဲ့သူလည်းဘလောက်တောင်စိုးရင်မလဲတော့မသိဘူး။ဒါပေမဲ့အမိကိုစိုးရင်စရာမလိုအောင်အထင်းအနေနဲ့အဲ့နန်းတော်မှာသာမင်းရောက်အတူနေခွင့်ရတယ်။သမိန်ထုတ်တဲ့ဖာရောကအခက်မသိရင်မောရှိဦးတော့အခုခေတ်ရဆိုပကတ်တွေပဲလွှဲပြီးဟနိုင်တယ်အဲ့ဒါဘာလို့ကျွတ်သွားပြီးမြင်ရလဲဆိုတော့ ဖျားနဲ့သွားလာတဲ့အခါပြဿနာဒုက္ခအခက်ခဲတွေကကျွန်တော်တို့ပကတ်ပြန်လွှဲပေးရတယ်ဆိုတော့သတ်တွေ့ရတယ်ပကတ်ထဲမှာမောင်းရှေကဇိန်ချသူ့သတ်မိန်ထုတ်တဲ့ဘာရောပကတ်ပြန်လွှဲရတယ်သဘောမျိုးတွေ့ရတယ်အဲ့ဒါပါလေယုံကြည်ခြင်းပဲဟောဒီကနေ့တရားပြဿနာတွေရှားထဲမှာစုရင်ကြောက်လန့်ဖို့မဟုတ်ပါဘူးပြဿနာတွေကသင်အောင်ပကတ်ထိုင်လွှဲပြီးတရားပြဿနာထဲမှာကြွယ်ကာခြင်းပေါ်မှာဇိန်ချနေတဲ့သူဖြစ်အောင်လေဖျားက ကွဲခါနိုင်တယ်ဆိုတာဒုတိယချက်တတောင်းအကြောင်းလေးရှင်းပြလာဒါကြောင့်ပေါ်လူဟာဒေါနဲ့မောနဲ့တတ်မယ်ဖြတ်မယ်ဆိုပြီးဓမ္မတပြုလာခဲ့ဇင်တုံးကသူလုံနိုင်ခြင်းနေနဲ့လာတာဥကျိုးသွားတယ်ဘယ်သူနဲ့တွေ့သခင်ရှုနဲ့တွေ့လို့အလင်းတော်နဲ့တွေ့တယ်အလင်းရှင်နဲ့တွေ့ရမျက်စိပါကမ်းတော့နောက်ဆုံးသူနားလေတာလေငါကြောက်မို့သခင်ရှုအဖြစ်မင်းငါလုတ်တူရမယ်အဲ့တခိအဖြစ်ထိုးတောင်းကလေးတွေဝင်သွားလေ ထုံးနဲ့မောင်းနဲ့လာတဲ့သူကနှိမ်ချတဲ့အသက်တာပါလာတယ်ပဲ။အဝန်းဆက်သိကောင်းအဲ့ဒီနှိမ်ချခြင်းပုံမှာဖះနဲ့မွေလျော်ခြင်းပုံဖះရဲ့ကိုယ်ကခြင်းပါခံစားလိုက်ရတယ်။တောင်းဒီကနေ့ကျွန်တော်ရဲ့အသက်တာမှာရှင်ပေါ်လူကဲ့သို့တောင်းဒီတွေပဲရှိရှိဘဲသေးပဲရှိရှိနှိမ်ချတဲ့အသက်တာနဲ့အသက်ရှင်မောရှိကဲ့သို့ပေါ်လူကဲ့သို့အဲ့တောင်းဒီတွေကပုံကူတွေကိုဖះကအံ့ဩပွေရသုံးတယ်လူတွေတော့ဘယ်ထင်ကြည့်ပါမလဲတောင်းလေးထဲမှာ ျှော့ချခြင်းခံရတဲ့ပုံကိုဖျားရှိမှာတော့အံ့ဩပွေပုံကိုဖြစ်နေတယ်။မောရှိဘတ်စကတ်ဘလူခေါ်တဲ့တောင်လီထဲမှာမျောလာတဲ့ကလေးဟာဣသရီလလူမျိုးယောက်ျားကြီးပဲ6သိန်းမိန်းမနဲ့ကလေးပိုင်း2တန်းချုံခါနံပြီးပို့ပေးတဲ့ပုံကိုဖြစ်လာတယ်။ ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာတောင်းနေတယ်ပဲရောက်ရောက်ဘယ်အသေးပဲရောက်ရောက်ကိစ္စမရှိဘူးနှိမ့်ချစွာအသက်ရှင်ဖရာသခင်ဟန်တင့်ပတ်မှာအမြင့်ရက်တည်နေမင်းဆိုတာအပီကြီးနေကုန်းချုပ်လို့လေကျန်တာသူရောက်ချင်းစီတိုင်းဖရာရှင်သာ၍ကောင်းချီးပေးပါစေ God bless you all ငြိမ်သက်ခြင်းရှိပါစေကျွန်တော်တို့ကြောက်ရွံ့ရင်းယုံကြည်ခြင်းနဲ့ချင်းသိန်းတော်ကပြုလုပ်တဲ့တမန်ချမ်းစာချီကူရေးပြိုင်ပွဲအတွက်ဖြစ်ဆွတ်ခြင်းညာစရာလေး အနေငယ်ပေါ်ပြခြင်းပါတယ်ကျွန်တော်တို့အသေးစိတ်ကိုတော့ကျွန်တော်တို့ဒီကျောက်ရီတွင် Faith Baptist Church ဒီ page Facebook page မှာ YouTube page မှာကျွန်တော်တင်ပေးထားပါတယ်အဲ့ဒီစာရွက်ကို အသေးစိတ်ဖတ်ပေးဖို့ပေါ်ပြလို့ရတယ်အရေးကြီးတာကတော့ကျွန်တော်မြန်မာလိုတစ်မျိုးတည်းပဲရှင်ပြိုင်ခြင်းဖြစ်ပါတယ်ကျွန်တော်ကျမ်း9ကျမ်းကိုလည်းအသေးစိတ်ကျွန်တော်မနေ့ကကြေညာခဲ့ပါပြီ ။ဒါကြောင့်တချို့တွေလည်းစရေးနေပြီဆိုတာယုံကြည်ပါတယ်။ဒါကြောင့်ဆေယုဒတံဘာသာပြန်တဲ့မြန်မာလူပဲဖြစ်ရမှာဖြစ်တယ်။ဆေယုဒတံဘာသာပြန်တဲ့သမချမ်းစာကနေကြည့်ကူးရေးရမှာဖြစ်ပါတယ်။အလွတ်ရေးခိုင်းတာမဟုတ်ကြည့်ကူးရေးခိုင်းတာဖြစ်တယ်။စီကံချက်တွေလည်းမနေ့ကကျွန်တော်အများကြီးဖော်ပြခဲ့ပါပြီ။နောက်အရေးကြီးတဲ့ အချက်ကလေးကတော့ကရင်လိုအင်္ဂလိပ်လိုရေး၍လုံးဝမရပါဘူးမြန်မာလိုတမျိုးတည်းပဲကိုပဲဆရာကျူရတန်ဘာသာပြန်တဲ့တမချမ်းစာအုပ်ကနေကြည့်ကူးရေးရမှာဖြစ်တယ်။နံပါတ်1ကတော့ Thin Viber မှာ Viber ကနေပို့ထားရင်အဲ့မှာ အမှတ်ကလေးတစ်ချက်ပြနေပြီဆိုရင်ရေးလို့ရပြီ။တချို့ကလည်းအမှတ်နှစ်ခု မပြမချင်း မရသေးဘူးလားလို့ထင်နေတယ်မဟုတ်ပါဘူးအမှတ်တစ်ခုချစ်တာ ပြပြီဆိုရင်သင်ရေးလို့ရနေပြီအဲ့တော့ Viber ကပို့တဲ့သူကသမထားတဲ့ဆက်ဆံမတွေကိုဖုန်းမဆက်လေရပါတယ်ဝင်နေပါပြီရေးလို့ရကြအောင်ဖော်ပြလိုပါတယ်နံပါတ်3ကတော့ A4 စာရွက်နဲ့လုံးဝရေး၍မရပါဘူးဘလာစာအုပ်နဲ့သို့မဟုတ်စာအုပ်အကြီးဘလာစာအုပ်အကြီးမျိုးရတယ် A4 စာရွက်တွေနဲ့ရေးခွင့် မရှိပါဘူးဒါလေးဖော်ပြလို့ရတယ်နှစ်တိုင်းကျွန်တော်တို့၄နှစ်တောင်ပြိုင်ပွဲလုပ်ခဲ့တဲ့ကြောင့်နှစ်တိုင်းပြိုင်တဲ့သူတွေကတော့မှတ်မိမယ်လို့ယုံကြည်ပါတယ်။တချို့လဲနှစ်တိုင်းပြိုင်ခဲ့တဲ့သူတွေကဒီနှစ်မှာပြိုင်တဲ့သူတွေကိုနည်းနည်း sharing လုပ်ပြီးတော့လဲပြောပြပြီးနိုင်ကြောင်းဖော်ပြလိုပါတယ်။နံပါတ်၄ကတော့ Viber လုံးဝမရှိတဲ့သူပဲမနေ့ကကျွန်တော်တို့သတ်မှတ်ထားတဲ့ဖုန်းနံပါတ်တချို့ဆရာဆရာမများလူငယ်များအဲ့ volunteer များကို တယောက်သေးကိုပဲဖုန်းဆက်ပြီးအမိအသက်အဖနေရလိမ့်စာကျွန်တော်သတ်မှတ်တဲ့အတိုင်းစာရင်းသွင်းပေးနိုင်ပါတယ်ပေးသွင်းနိုင်ပါတယ်ဒီကနေ့ညနေ6နာရီဆိုရင်ကျွန်တော်စာရင်းပိတ်ပါပြီဒီကနေ့ညနေ6နာရီနောက်ပိုင်းဝင်လာတဲ့ Viber ကိုကျွန်တော်လက်ခံမှာမဟုတ်ကြောင်းဂျိုတင်ဖော်ပြလိုပါတယ်အခုဒီကြော်ညာခြင်းကိုနားထောင်ပြီးရင်လေတောက်လျှောက်စာရင်းပေးသွင်းနိုင်ပါတယ်သတ်မှတ်ထားတဲ့သူ6ရောက်ရှိပါတယ်အဲဒီ6ရောက်ထဲမှာမှာ ကြိုက်တဲ့သူတိုက်ရောက်ကိုပြီးရင်ရပါတယ်မိမိနဲ့တက်တဲ့မိသူကိုမဆိုတိုက်ရောက်ပြီးလိုက်တာ ਨੇ ရမှာဖြစ်ပါတယ်ဒါလေးလဲจุတင်ပြီးပေါ်ပြပြီးလို့ပါတယ်ကျွန်တော်အသေးစိတ်အဲ့ဒီ page မှာတင်တဲ့စာရွက်ကိုဖတ်ပြီးဖို့အထူးပဲမြတ်တရားခံလို့လေအဲ့ဒါမှတင်ပို့ပြီးနားလေလာမှဖြစ်တယ်နောက်ဆုံးတစ်ခုကတော့နေကနေရှင်ပြိုင်နေသူများ fiber နဲ့ cmp သွင်းသလိုတင်သတ်မှတ်တဲ့နေ့မှာနေကိုစလေဘသူရှိဥပဒုဒောပဒု အဲ့ဒီနေရာကိုလိပ်စာနဲ့ဖုန်းနံပါတ်နဲ့အတိအကျသင်သွားပို့လို့ရအောင်ကျွန်တော်ဒီကနေညနေပိုင်း live ကနေပဲပြန် announcement လုပ်ပြီးမှဖြစ်ပါတယ်လောလောဆယ်တောက်လျှောက်ရေးနိုင်ပြီးကျွန်တော်တို့ဤတဲ့ချိန်ကျရင်နေကိုစလေတွေကိုလည်းထပ်ပြီး announcement လုပ်ပါမယ်နေသမားတွေကနေကိုစလေကိုသွားပေးရပါမယ်ရန်ကုန်မှာပြိုင်နေသူအားလုံးကတော့ကြောက်ရွံ့ရုံချီခြင်းနဲ့ချင်းသင်တော်ကိုသတ်မှတ်တဲ့နေ့သတ်မှတ်တဲ့အချိန်မှာလာပို့ရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးကိုဖျားရှယ်ကောင်းချီးပေးပါစေဒီမှာစမ်းစာချစ် ူးရည်နေတဲ့သူအလုံးကိုအလုံးကုန်ယူတယ်သင်တို့အလုံးပေါ်မှာနှုတ်ကပတ်တော်တမန်ကျမ်းစာအဖြစ်ကောင်းကြီးတက်ရောက်ပါစေဖခင်ရှင်သင်တို့ကိုခွန်အားတွေပေးပါစေအဲဒီနှုတ်ကပတ်တော်ရည်ခြင်းအဖြစ်အံ့ဩဝယ်ပြုတဲ့ကောင်းကြီးဖြာဖြာသည်သင်တို့နဲ့တကွာသင်တို့မိသားစုပေါ်တက်ရောက်ပါစေလို့စုမွန်ကောင်း တောင်းလိုပါတယ်တမန်ကျမ်းစာကြည်ကူးရေးပြိုင်ပွဲနေ့စဉ်ရှင်ပြိုင်နေသလိုဖြစ်ဆွတ်ကျင်းညာကျင်းတာကျွန်တော်ဒီသင်ခန်းစာပြီးရင် ကျွန်ဆာလန်ချမ်းနဲ့ပတ်သက်ပြီးတချို့မပြီးသေးတယ်ကျွန်တော် ချင်းမိုင်မှာသွားဝေငှတဲ့အရာမှာတချို့မပြီးသေးတဲ့အရာလေးတွေကျွန်တော်ဒီတစ်ပတ်အတွင်းမှာဆက်ပြောပြပါမယ်ပြီးတဲ့အခါခုနရေးနေတဲ့ကျမ်းခွန်းချမ်းထဲမှာတချို့ကျမ်းတွေကိုကျွန်တော်အနစ်ချုပ်လေးတွေရှင်းပြသွားမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်ကျမ်းစာရေးတဲ့သူတွေက ပူပြီးတော့เนาะရည်ရင်နဲ့နားလေလာမှာဖြစ်ပါတယ်ခြေစွတ်တင်ပါတယ်အားလုံးကိုပြည့်ရှင်ကောင်းကြီးပြပါစေဆုတောင်းကောင်းကြီးခံယူကြပါစို့ခမီးတော်သားတော်သရှင်တော်ဝင်ကျွန်တော်သုံးမစုဖျားထံတော်ပါမကောင်းကြီးဖျားဖျားသည်ချစ်ရှုတဲ့ online ပရိသတ်များမြမပီနဲ့ကဘာကြီးပေါ်တို့တလကောက်ယနေ့မွေးနေ့ကြောက်တဲ့မွေးနေ့ရှင်များမင်္ဂလာနေ့ပါလေကြောက်တော်သူများဘုံတော်ဝင်စားတဲ့သူတွေရဲ့အကျရှိတဲ့မိသားစုများမှစာချစ်ရှုတဲ့ online ပရိသတ်တည်တည်ပေါ်တို့တလကောက်တမချမ်းစာချစ်ကူးရေးပြိုင်ပွဲမှာချစ်ကူးရေးနေသောသူများမှစာ နှုတ်ဘတော်ကိုစာငတ်ခင်မော့တောင်းတသောစိတ်နဲ့နားထောင်တဲ့သူတွေကူကြည့်ကူရေးနေတဲ့သူတွေမှစအားလုံးပေါ်သူသလကောက်မွနိရှိသည်ဒီပေါ်သူသလကောက်ဖခင်ရဲ့လက်တော်ကွဲကစောက်မှခြင်းနဲ့တူအွန်လိုင်းပရိသတ်သီးသီးပေါ်သူမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သူယနေ့မှစရွေးကာလစင်မြန်ကောင်းကြီးဖြတ်ဖြတ်တက်ရောက်ပြီးရှိတည်နေပါစေတော့အာမင် ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေ God bless you all ကျေးဇူးတင်ပါတယ်ကျေးဇူးပြန်လေးတွေ့ဆုံကြပါစို့ Yeah, I wanna ride.